စစ်ပီစီမှုကိုဘယ်လိုရှင်းချမလဲနင်းစင်ဘွားအတွက်လေကူးတဲ့နီလန်ငါးတွေကိုဒီဗီဒီယိုလေးထဲမှာမျှဝေပေးလိုက်ပါရယ်မင်္ဂလာပါရှင်ကျမတို့ရဲ့ Brain Bomb YouTube Channel ကနေပြန်လည်ကြိုဆိုပါရယ်ဒီနေ့ခေတ်လူနေမှုဘွားမှာစစ်ပီစီမှုတွေကရှောင်လဲလို့မရအောင်ဖြစ်နေပါရယ်ကြောင်းမှာပဲဖြစ်ဖြစ်အလုံးမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ပုပ်ကိုရေးပြဿနာတွေကြောင့်ပဲဖြစ်ဖြစ်စိတ်ပီစီမှုကကျမတို့ရဲ့ကျန်းမာရေးနဲ့နေစဉ်ဘဝကိုအကြီးကျယ်ထိခိုက်နေပါတယ် စိတ်ဖြစ်စီမှုတွေဖြစ်လို့စိတ်ထွက်ပေါက်အနေနဲ့အရက်လွန်ကျွန်းတောက်တုံးတာတွေရန်လိုတာတွေအစားလွန်ကျွန်းစားတောက်တာတွေအပျော်ရမ်းတဘောနဲ့လောင်ကစားလုံးတာတွေအပြင်ငွေရစေပါတုံးဆဲတာတွေနဲ့မိမိကိုယ်ကိုထိခိုက်အောင်လုပ်လိုက်တာတွေဟာစိတ်ဖြစ်စီမှုကိုရောကြစေတယ်လို့ထင်ရပေမဲ့တကယ်တော့ဒါတွေဟာနီလန်းကောင်းတွေမဟုတ်ပါဘူးဒါပေမဲ့စိတ်ဖြစ်စီမှုကိုရှင်းချနိုင်တဲ့လွယ်ကူထိရောက်တဲ့နီလန်းကောင်းလေးတွေရှိနေပါတယ် ပထမဆုံးနီလန်းလေးကတော့အသက်ရှူခြင်းလေ့ကျင့်ခန်းမှာပဲအားလုံးသိတဲ့အတိုင်းဒီနီလန်းဟာတွေကူရိုးရှင်းပြီးတော့အထီးရောက်ဆုံးနီလန်းလို့တော့ပြောလို့ရပါတယ်စိတ်ဖိစီးလာတဲ့အခါကျမတို့ရဲ့အသက်ရှူနှုန်းကပုံမှန်မဟုတ်တော့ပဲမြန်လာပါတယ်ဒီလိုနှလုံးခုန်လုံးမြန်လာတာနဲ့အမျှစိတ်ဖိစီးမှုကပိုပြီးပြင်းထန်လာပါတယ် ဒါကြောင့်နှက်ဆိုင်ပြီးစီးချက်ကြတဲ့အသက်ရှူခြင်းကစိတ်ဖြစ်စည်းမှုကိုချက်ချင်းတည်ငြိမ်စေနိုင်ပါတယ်။ဒါဆိုဘယ်လိုလုပ်မလဲ။အသက်ရှူလေ့ကျင့်ခန်းလုပ်ဖို့အရေးကြီးဆုံးကတက်တောင့်တက်တာဖြစ်စေတဲ့တရားထိုင်တဲ့ပုံစံပဲဖြစ်ဖြစ်အိပ်ယာပေါ်မှာပက်လက်အနေထားလဲလျောင်းတဲ့ပုံစံဖြစ်ဖြစ်အဆင်ပြေတဲ့အနေထားနဲ့လေကိုနာဒီဝါကနေဖြည်းဖြည်းချင်း30စက္ကန့်40စက္ကန့်လောက်ရှူတွင်းလိုက်ပါ။ ပြီးရင်တော့တစ်စက္ကန့်၂စက္ကန့်လောက်ကြာအောင်ခဏလေးအသက်အောင့်ထားပြီးတော့ပါးစပ်ကနေဖြည်းဖြည်းချင်းလေးကို၃စက္ကန့်၄စက္ကန့်လောက်အထိထုတ်ပြစ်လိုက်ပါဒီလိုမျိုးအသက်ရှူလေ့ကျင့်ခန်းအပေါ်အာရုံစိုက်ပြီး၅မိနစ်ကနေ၁၀မိနစ်လောက်နေ့စဉ်လှုပ်ဆောင်ပေးခြင်းနဲ့တင်းစိတ်ကိုတည်တည်တတ်တာပို့ပါလန်းဆန်းစေပြီးတော့စိတ်ပူပန်မှုတွေကိုပါလျှော့ချပေးနိုင်ပါတယ်ဒုတိယနည်းလမ်းလေးကတော့ကုလက်လှုပ်ရှားမှုပါပဲ ဆိပ်ဖြစ်စည်းမှုဟော်မုန်းတွေကိုရှော့ချဖို့အကောင်းဆုံးနည်းလမ်းတွေထဲကတစ်ခုအပါအဝင် ဖြစ်ပါတယ်။ကိုလက်လှုပ်ရှားမှုနဲ့လေ့ကျင့်ခန်းလုပ်တဲ့အခါပြင်းပြင်းထန်ထန်ဖြစ်ဖြစ်တတောင်းတက်တာဖြစ်ဖြစ်မိမိရဲ့ခန္ဓာရင်ပေါ်မူတည်ပြီးလှုပ်ရှားလို့ရပါတယ်။နေ့စဉ်နိုင်ဝက်ခန့်လမ်းလျှောက်တာ၊စပိန်စီးတာဒါမှမဟုတ်အိမ်မူကိစ္စလှုပ်ဆောင်တာတွေဟာကိုလက်လှုပ်ရှားမှုနီးပါပဲ။ဒါအပြင်ကိုကြိုက်နေတတ်တဲ့အားကစားတစ်ခုခုလှုပ်ဆောင်တာဥပမာဘောလုံး၊ဗောလီဘောချင်းလုံးတို့အပြင်အခြားအားကစားနည်းတွေပြုလုပ်ပေးခြင်းအားလည်းကိုလက်လှုပ်ရှားမှုကိုဖြစ်စေပါတယ်။ နောက်တစ်ခုကတော့စိတ်ဖိစီးမှုအလွန်ကြုံများနေတဲ့သူတွေ၊နာတာရှည်စိတ်ဖိစီးမှုရှိနေတဲ့သူတွေ၊ကိုလက်လှုပ်ရှားမှုမျိုးမှာပြင်းထန်တာတွေမလုပ်ချင်တဲ့သူတွေတက်ဆိုရင်အစာပိုင်းမှာပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကချက်ချင်းပိုပြီးဖိစီးစေနိုင်ပါတယ်။ဒါကြောင့်အိမ်မှာပဲလွယ်ကူတဲ့ကိုလက်လှုပ်ရှားမှုလေ့ကျင့်ခန်းဗီဒီယိုလေးတွေကို YouTube ကနေတစင်ရှာဖွေပြီးတော့ကိုနဲ့တင့်လျော်တဲ့လှုပ်ရှားမှုမျိုးကိုလောက်ဆောင်လို့ရပါတယ်။ဒီလိုကိုလက်လှူရှာမှုနဲ့အားကစားပြုလုပ်တဲ့အခါတင်းစိတ်ကအလုံးအပေါ်လှူရှာမှုပေါ်အာယုံစိုက်နေရပါတယ် ဒါကြောင့်နေစဉ်ဘွားရဲ့စိတ်ဖြစ်စည်းစရာတွေစိတ်ဖူပင်စရာတွေကစိုးရင်ပူပန်မှုတွေကနေခဏသာလွမြောက်ပြီးတော့သင်စိတ်ကိုအနာပေးသလိုဖြစ်စေပါတယ်။သင်ခန်းစားချက်ကိုမြင့်တင်ပေးရဲ့အန်ဒရိုဘိတ်ဓာတ်တွေကိုထွက်ရှိစေပြီးစိတ်ကြည်လင်လန်းဆန်းစေပါတယ်။ဒီနီလန်ဟာကျမတို့ရဲ့ကိုယ်ပိုင်အချင်းစွမ်းရည်နဲ့စိတ်ပိုင်းဆိုင်ရာတတ်တာမှုကိုထိန်းသိမ်းဖို့အတွက်အရေးကြီးဆုံးအချက်တစ်ချက်ဖြစ်ပါတယ်။လူအများစုဟာအခြားသူတွေကိုစိတ်မကောင်းဖြစ်မှာစိုးလို့ ဒါမှမဟုတ်အလုပ်တွေကိုလက်ခံလိုက်မှပိုပြီးကောင်းမွန်တဲ့သူတယောက်ဖြစ်လာမယ်လို့ယူဆပြီးတော့ကိုယ့်ရဲ့ကန့်သတ်ချက်တွေကိုကြော်လွန်ပြီးလက်ခံတတ်ကြပါတယ်။ ဒါပေမဲ့ဒီလိုလုပ်ခြင်းကရီရှီမာကိုကိုကိုပင်ပန်းနွမ်းနေစေပြီးတော့စိတ်ဖြစ်စည်းမှုတွေကိုတိတိတတ်တာဖြစ်စေပါတယ်။ဒါကြောင့်မို့ကိုမလုံနိုင်ဘူးဆိုတဲ့အရာတွေကိုမလုံနိုင်ဘူးလို့ယဉ်ကျေးစွာညှင်းဆန့်လို့ရပါတယ်။တောင်းဆိုမှုတစ်ခုကိုညှင်းဆန့်တဲ့အခါရိုင်းဆိုင်စရာမလိုပါဘူး။ဒီတစ်ခါတော့ကျွန်တော်တမမကူညီနိုင်သေးတဲ့အတွက်စိတ်မကောင်းပါဘူးလို့ပြောနိုင်တယ်လို့တကယ်လို့ကိုမကူညီနိုင်ပေမဲ့ကူညီပေးနိုင်တဲ့သူကိုညွန်ပေးနိုင်ရင်အခြားနည်းလမ်းတစ်ခုကိုအကြံပေးနိုင်ရင်ကူညီပေးနိုင်ပါတယ်။ ဥပမာကျွန်တော်ကျမကတော့အခုလှုပ်လက်စားအလုပ်ကလေးကရှိနေလို့မလုပ်ပေးနိုင်ပေမဲ့ဤကတော့အကူအညီပေးနိုင်လိမ့်မယ်လို့ထင်ပါတယ်ဆိုတာမျိုးပေါ့ဒီအချက်ဟာလေကိုကိုကိုစိတ်ပြည့်စုံမှုကနေကာကွယ်နိုင်ပြီးပုံမူကျမ်းမာပျော်ရွှင်တဲ့ဘဝကိုရရှိစေမှာဖြစ်ပါတယ်ရှင်။ကဲစတောက်တာမီလန်လေးကတော့လူမှုဆက်ဆံရေးပါပဲ။စိတ်ပြည့်စုံတဲ့အခါတချို့တော်သူတွေကတယောက်တည်းနေတတ်ကြပြီးတဖြည်းဖြည်းအထီးကျန်ဆန်လာကြပါတယ်။ဒီလိုအထီးကျန်ဆန်လာတာနဲ့အများပိုပြီးစိတ်ပြည့်စုံမှုတွေများလာတတ်ကြပါတယ်။ ဒါပေမဲ့ဒီအခြေအနေကိုပြောင်းပြန်လာနိုင်တဲ့အစွမ်းထက်တဲ့နည်းလမ်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ကျမတို့ခြေရတဲ့သူတွေနဲ့ပြန်လဲထိတွေ့ဆက်ဆံခြင်းပါပဲမိသားစုဝင်နေတဲ့အချိန်ဖြုံးတာတငယ်ချင်းတွေနဲ့စကားပြောတာဒါမှမဟုတ်ကိုသူစိတ်သူလူမှုအတိုင်းဝိုင်းတစ်ခုမှပါဝင်လှုပ်ရှားတာတွေကကျမတို့ရဲ့စိတ်ဖိစီးမှုကိုရှော့ချရမှာအံ့ဩစရာကောင်းလောက်အောင်ကူညီပေးနိုင်ပါတယ်ပထမဆုံးအနေနဲ့ကိုယ့်ရဲ့ယုံကြည်ရတဲ့တငယ်ချင်း ဒါမှမဟုတ်မိသားစုဝင်တယောက်နဲ့စကားပြောပြီးကိုခန်းစားချက်တွေကိုပုံပွင့်လင်းလင်းဖွင့်ဟပြောဆိုလိုက်တာဟာရင်ထဲမှာပိတ်ဆို့နေရဲ့ကိုကြုံတွေ့နေရတဲ့အခက်အခဲတွေစိုးရိမ်ပူပန်မှုတွေကိုရှင်းချလိုက်သလိုပါပဲသူတို့ရဲ့နားလေပေးမှုစာနာပေးမှုနဲ့တင့်ကိုပုံမှုပေါ့ပါစေပြီးတယောက်တည်းမဟုတ်ဘူးဆိုတဲ့ခန်းစားချက်ကိုပေးစွမ်းနိုင်ပါတယ်ဒီနီလာဟာကျမတို့ရဲ့စိတ်ပစ္စည်းမှုကနေယုံထွက်ဖို့ခွန်အားတွေအများကြီးပေးစွမ်းနိုင်မှာအမှန်ပါပဲရှင် ျမတို့တွေဟာနေစဉ်ဘွားရဲ့ပုံမှန်အလုပ်တွေကြားမှာပင်ပန်းပြီးစိတ်ဖိစီးနေတတ်ပါတယ်ခဏတာလေးဖြစ်ဖြစ်ဒီစိတ်ဖိစီးမှုကနေထွက်ပြေးဖို့ခီးတို့တွားချင်းဟာလေစိတ်ဖိစီးမှုကိုရှင်းချစေပါတယ်ကိုမျိုးကိုရောအနီလာကမရောက်ဘူးသေးတဲ့နေရာတက်လေးတွေစီခီးတို့လေးထွက်ကြည့်တာဒါမှမဟုတ်တဘာဝရဲ့အလတရားကိုခဏတာဖြစ်ဖြစ်ခန်းစားကြည့်ရမျိုးကကျမတို့ရဲ့စိတ်ကိုထင်မှတ်မထားလောက်အောင်ပေါ့ပါလန်းဆန်းစီမှာအသေးချပါပဲ အေးမြတဲ့လေပြေလေငင်းကိုရှူရှာရင်ပတ်ဝန်းကျင်အစ်စ်တွေအတွေ့အကြုံအစ်စ်တွေနဲ့ကျမတို့ရဲ့စိတ်ကိုလှုံ့ဆော်ပေးပြီးအမြင်အစ်စ်တွေအတွေ့အစ်တွေရရှိစေပါရယ်ပင်ပန်းနွမ်းနေတဲ့အခါခဏသာလေးဖြစ်ဖြစ်ပုံမှန်ဘွားကနေခွဲထွက်ပြီးကိုကိုကိုအနာပေးလိုက်တာဟာကိုခန္ဓာနဲ့စိတ်ကိုလုံးဝပေါ့ပါလန်းဆန်းစေပါရယ် ကဲဒါတွေကနေစင်ဘွားမှာစိတ်ပီစီမှုတွေကိုရှင်းချနိုင်မယ်။လွေကူတဲ့နီလန်ငါးွယ်ပဲဖြစ်ပါတယ်။စိတ်ပီစီမှုကနေလုံးဝကင်ဝေးဖို့မဖြစ်နိုင်နေမယ်။ဒီနီလန်လေးတွေကိုပုံမှန်ကျင့်သုံးခြင်းဖြင့်သင်ရဲ့ကျန်းမာရေးကိုကောင်းမွန်စွာထိန်းသိမ်းပေးနိုင်ပါလိမ့်မယ်။ဒီဗီဒီယိုကနေတခုခုရခဲ့မယ်လို့မျှော်လင့်ပါတယ်။ဗေနီလန်းလေးကိုအကြိုက်ဆုံးလေ။ဒါမှမဟုတ်တင်ကိုယ်တိုင်ကရောစိတ်ပြစီမှုကိုဘယ်လိုရှင်းချမလဲဆိုတာကွန်မန့်မှာရေးဖို့ဖိတ်ခေါ်ရင်ဒီနေ့အတွက်ညှိကုံချုပ်ပြစေရှင်။နောက်ထပ်ပူတူတာအစ်စ်တွေနဲ့ပြန်လာခဲ့ပါမယ်နော်။ အားလုံးပဲစိတ်ဖြစ်စီမှုကင်ဝေးပြီးကျမ်းမာပျော်ရွှင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်။